ိုတုပ်ကိုကြိုက်တဲ့လူဆိုတော့ဒီဘက်ကဇီးတိုတုပ်ကိုအင်းစားစားလဲပြီးတော့နှစ်ဖက်လေးနဲ့တွဲပြီးစားမှာပေါ့နော်မန္တလေးရလက်ရာတွေကိုအခုရန်ကုန်မှာစိုင်ဖွင့်ပြီးတော့စားလို့ရပါပြီ။ပတ်ဆက်ပေါ့နော်ဒီအတွဲဆက်တွေရတယ်။အတော့ကလေးရဲ့ရေလေးချမ်းလေးရဲ့အဲမသိလို့ရှင်တော့ဟိုအညာလေးရောက်သွားတယ်လို့ ကြီးတောင်းကမျိုးဆက်က60ဆက်နှစ်ပေါင်း180ဆိုတော့အဲ့လိုမျိုးနှစ်ရှည်လာများမျိုးရိုးကုန်ထိမ့်သိမ့်လာပြီးတော့အခုဆိုရင်ပို့ပြီးတော့နောက်ထပ်တစ်ဆင့်မြင့်ပြီးတော့အဲကက်စတမာတွေလည်း service တွေအများကြီးပေးနိုင်လာပြီဆိုတော့နည်းကတော့အရန်ကိုခုံယူပါတယ် ို့ကိုယ့်အကြိုက်ပေါ့နော်ဒီလိုဟာတွေကလေမန္တလေးသွားမှစားရတာအရင်တော့ဆိုလို့ရှိရင်ဒီလိုအတုပ်လေးတွေကအဲအခုဆိုလို့ရှိရင်ရန်ကုန်မှာလွယ်လွယ်အခုစားလို့ရပြီဆိုတော့ဒါပေမဲ့ဆိုဒီနားအဖြတ်တိုင်းခဏခဏဝင်စားအဲဒီနေ့ကတော့ဒီမှာရတဲ့မီနူးတွေတွေကနေပြီးတော့ဆက်လက်ရှင်လေးပေါ့နော်ဒါကအာလူးထမင်း ီးတော့ဒါကလက်ဖက်ထမင်းပေါ့နော်ပြီးတော့ဒါလေးကဈေးချိုတုပ်အရန်စားလို့ကောင်းတယ်ဈေးချိုတုပ်လေးရလေးနော်လည်းအရန်ကြိုက်တဲ့တယ်ပါတယ်ပြီးတော့ဒါကတော့ပုံရည်ကြီးထမင်းပေါ့နော်ပြီးတော့နောက်ထပ်ကြိုက်တာတော်လက်ဖက်ပေါ့နော်အကြီးတောင်းကလက်ဖက်ကငကိုရဲကကောင်းပြီးသားဆိုတော့ဒါပေမဲ့ဒီကလက်ရနဲ့သူတို့စိတ်တိုင်းချတုပ်ပေးထားရဲ့ဆိုတော့ပို့ပြီးတော့လည်းစားလို့ကောင်းတယ်အာအရန်နော်လည်းကြိုက်တဲ့တယ်မှာဒီဈေးချိုတုပ်ရဲ့အဲတော်လက်ဖက်လေးရဲ့ပေါ့နော်အဲ့ဒါလေးကြိုက်တယ်ပြီးတော့ဒါကတော့ကြောင်ရှာပွင့်တုပ်ပေါ့နော်အဲဒါလေးလည်းနော်လည်းမေမေကြိုက်တာဒါကြတော့ လဲကြစံကြတော့လူကြီးတွေအတွက်ကျမကြီးနဲ့လည်းတင့်တော်တယ်ပြီးတော့အရသာလေးလည်းကောင်းတယ်ငဖဲအာလူလေးနဲ့ပေါ့နော်အဲ့လိုဆိုအာလူကြီးတွေအကြိုက်ပေါ့ဒါကတော့စိတ်မွားထောင်စိတ်မွားကြော်ပေါ့ပဲအဲ့လိုဆိုနဗဲကြိုက်တဲ့ဟာလေးတွေအကုန်လုံးဒါလေးကတော့ဒီမှာရတဲ့မီနူးတွေတဲ့ကနေပြီးတော့ဒီနေ့ဖွင့်ပွဲလေးမှာအကုန်လုံးမိတ်ဆက်တာပါဘယ်ရင်စားစားမလဲဆိုတော့ဒီဘက်ကခုနပဲဈေးချိုတုပ်ကိုကြိုက်တဲ့လူဆိုတော့ဒီဘက်ကဈေးချိုတုပ်ကိုရင်စားစားမယ်ပြီးတော့နှစ်ဖက်လေးနဲ့တွဲစားမှာပေါ့နော် အဲဒီနေ့ကတော့ဖွင့်ပွဲဆိုတော့ဒီလိုမျိုးအစုံလေးဖြစ်အောင်လို့ပြီးတော့အဲဟွာပေါ့နော်အကုန်လုံးအဲခံရလွယ်အောင်လို့ဒီလိုလေးပေါ့နော်ပုံမှန်စီပွဲပြင်လို့ရှိရင်တော့ဒီလိုဇွန်လေးနဲ့မဟုတ်ပေါ့နော်တော်ရကော်ဇွန်လေးနဲ့ထင်နေပါဆိုလို့ဒီဘက်ကကြာတယ်လေအဲ့လိုလေအရန်ရတာပြင်းတာတွေမကြိုက်ဘူးအရန်ထိုးတာတွေအရန်ငန်တာတွေကကျမကြီးနဲ့မသိတော့ဘူးပေါ့နော် အဲဒီအရင်တော့အတုပ်လေးတွေကြာတော့အကုန်လုံးကအရသာအနေတော်ပဲအရင်နဲ့ပော့မနေဘူးအရင်လည်း extreme ဖြစ်မနေဘူးအဲ့အတွက်ကြောင့်မလို့ကျမကြီးနဲ့လည်းတင့်တော်တယ်စားလို့လည်းကောင်းတယ်အဲ့တော့မန္တလေးရလက်ရာတွေကိုအခုရန်ကုန်မှာစိုင်ဖွင့်ပြီးတော့စားလို့ရပါပြီပါစတ်ပေါ့နော်ဒီအတွဲဆက်တွေရတယ်အတုပ်ကလေးရဲ့ရေလေးချမ်းလေးရဲ့အဲမသိလို့ရှင်တော့ဟိုအညာလေးရောက်သွားတယ်လို့ အဲဒါဒီနေ့မှဒါ grand opening လုပ်တာပေါ့နော် soft opening ဖွင့်ကြတဲ့အားနေတိုင်းဆိုင်မှာလဲလူအပြည့်နဲ့အမြဲတမ်းစီကားနေတယ်အဲ့လိုဆိုတော့ဒီမှာဆိုင်ထိုင်စားလို့ရပြီနမဲတို့ parcel လဲဝယ်လို့ရတယ်အာ application တွေကနေလဲမှာလို့ရတယ်အဲ့လိုဆိုတော့အာရန်ကုန်ကလူတွေအတွက်တော့တကယ်ကိုအရန်အဆင်ပြေတာပေါ့မဆိုအခုရန်ကုန်မှာဆိုလို့ရှိရင်ခြားနေကနေပြီးတော့ပြောင်းလာတဲ့လူတွေလည်းရှိတယ်ဆိုတော့တို့ဆိုလဲဒီလိုအညာဒေသအစားအစာတွေလွမ်းတယ်လေအဲ့တော့ဒါလေးတွေကိုအဲအလွမ်းပြေ လာစားလို့ရရဲဆိုတော့အရန်အဆင်ပြေတယ်။ဆိုင်ရလည်းချဲ့ချဲ့ဝုန်းဝုန်းလည်းရှိတဲ့ခါကျတော့ customer တွေလည်းအများကြီးထိုင်လို့ရတာပေါ့နော်။ပြီးတော့အရိုးဆက်က60နှစ်ပေါင်း180ဆိုတော့အဲ့လိုမျိုးနှစ်ရှည်လာများမျိုးရိုးကုန်ထိမ့်သိမ်းလာပြီးတော့အခုဆိုရင်ပို့ပြီးတော့နောက်ထပ်တစ်ဆင့်မြင့်ပြီးတော့အာကက်စတမာတွေလည်း service တွေအများကြီးပေးနိုင်လာပြီးဆိုတော့နည်းကတော့အရန်ကိုခုံယူပါတယ်ကိုချစ်ရတဲ့အမတွေခွင့်တဲ့ဆိုင်မှာကိုလာပြီးတော့အခုလိုမျိုးလေးအာဖြစ်ရတဲ့အတွက်လည်းနည်းလည်းရန်ဝန်တာပါတယ်